Hello everyone, I am teacher Day. Today, I will teach you Grade 9 English Unit 2 Lesson 3. It's a beautiful night, isn't it? <music> Lenin Outcamps After this lesson, you will get to know Lenin's outcamp ဒီသင်ခန်းစာကိုသင်ယူခြင်းဖြင့်ရရှိလာမယ့်ဦးတည်ချက်လေးတွေကတော့ after this lesson you will get to know တခြားဘာတွေသိသွားမလဲဆိုရင် make question text question text question ချိန်ဆွဲတဲ့အသုံးနှုန်းလေးတွေချေလို့တက်လာမယ်ပြီးရင် confirm understanding တတိကျကျနဲ့တတိကျကျ understanding နားလည်လာပါမယ် okay lesson 3ရဲ့ title လေးကတော့ It's a beautiful night, isn't it? ဒီကတော့သူက question tag လေးတွေကိုတအားသူတို့သင်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီမှာအမေးဖြေလေးတွေများများသုံးသွားရမှာပေါ့နော်။ဥမာအားဖြင့် you are not from this town are you မင်းကဒီမျိုးကမဟုတ်ဘူးလား are you မဟုတ်သလား no မဟုတ်ပါဘူး i'm from yangon ငါရန်ကုန်ကပါ the fire balloons are beautiful ဟာဒီမူဘယ် fire balloon မိုးပြတ်မူပေါင်းလေးတွေလှတယ်မလား and they သူတို့မလှဘူးလား yes they are သူတို့လှတယ်ဒီလိုအသုံးနှုန်းလေးတွေကိုတကယ်လို့ဒီမှာသင်ပေးသွားမှာပဲဖြစ်ပါတယ်เนาะ question text ဆိုတာပါလေအရင်ဆုံးလေ့လာကြည့်အောင် question tags are short question question tag ဆိုတာမေးခွန်းကိုတော်တော်လေးနဲ့ရှင်းရှင်းမေးခွန်းတူလေးတွေပဲဖြစ်ပါတယ် at the end of the statement ဖော်ပြချက်တစ်ခုမှန်ကန်ချက်တစ်ခုရဲ့နောက်ကနေမေးခွန်းတူလေးသုံးထားတာပါ the mainly use တို့ကိုတချို့တို့အဓိကအဖြစ်ဘယ်မှာသုံးရမလဲဆိုရင် number 1 to confirm အတည်ပြုဖို့ပါ that something is true or not တစုံတစ်ခုဟာမှန်လားမှားလားဆိုတာကို confirm အတည်ပြုမယ်ဆိုရင် question tag လေးကိုသုံးလို့ရပါတယ်။ပြီးရင် number 2 to encourage a reply from the listener ကိုပြောတဲ့စကားကိုနားထောင်နေတဲ့သူစီကနေ reply တစ်ခုကိုတည်ပြုတဲ့အခါမှာလည်း question tag လေးကိုအသုံးပြုလို့ရပါတယ်။အဲ့တော့ a positive statement ဖော်ပြချက်တစ်ခုကိုတဲ့ is followed by a negative question tag positive မှန်တဲ့ဘက်ကဖော်ပြချက်တစ်ခုကိုကျွန်တော်တို့ဒီ negative အငင်း question tag မေးခွန်းတိုလေးနဲ့သုံးပြရပါတယ်တဲ့ example အဖြစ် cherry can speak spanish can she cherry ဟာ can speak spanish cherry spain စကားပြောတတ်သလားဆိုတဲ့ positive statement တစ်ခုကို can she ဆိုတဲ့နောက်က negative question tag လေးနဲ့တွဲသုံးပါတယ်အဲ့တော့ပြောချင်တဲ့ဘက်ကရှေ့ကဖော်ပြချက်က positive ဆိုရင်နောက်က question တက်ကိုကျတို့ဒီ negative လိုက်သုံးပေးရပါမယ်။အဲ့ဒီလိုပဲပြန်လည်အားဖြင့် negative statement negative statement တစ်ခုကိုသုံးပြီဆိုရင်တော့ is followed by a positive question tag ။နောက်ကနေပြီးတော့ကျတို့က negative question tag ကိုသုံးပေးရမယ်။ example အားဖြင့် it wasn't a good movie ။ဒီ movie လေးကမကောင်းဘူးလား movie လေးမကောင်းဘူးလားပေါ့။ဒါဆို was it နောက်က was it ဆိုရဲ question tag သုံးမယ် question tag ကိုတော့ statement ရိုးရိုးသုံးပြီးတော့ရှေ့က movie မှာသုံးထားတဲ့ statement ကိုတော့ကျွန်တော်က negative statement သုံးပါတယ်အဲ့တော့ရှေ့က negative ဆိုရင်နောက်ကသုံးမဲ့ question tag တွေ positive question tag ဖြစ်ကြမယ်အရှိကသာရိုးရိုး statement က positive statement ဆိုရင်နောက်ကနေ negative question tag ကိုသုံးပေးဖို့လိုပါတယ်နောက်ထပ်တစ်ခု when the statement contains a words with a negative meaning when the statement ဖော်ပြချက်တစ်ခုမှာတဲ့ contain a word စကားလုံးတစ်လုံးပါလာမယ်အဲ့ဒီစကားလုံးက with a negative meaning အငြင်းသဘောအတိတ်ပဲစောင့်နေမယ်ဆိုရင်တော့နောက်က positive question tag is used question tag ကိုရောတကယ်တော့က positive သုံးပြရမယ် example အဖြစ် he hardly goes out at night အဲ့ဒီမှာ hardly hardly ဆိုတာဒီကျွန်တော်တို့ဒီခဲရင်းဆိုတာခက်ခဲဆိုတာဆိုတော့တော်ရုံမလုပ်ဘူးလို့ပြောချင်တဲ့ negative သဘောစောင့်ပါတယ် ဒါကြောင့်မို့ဒီလို negative သဘောဆောင်တဲ့ statement ကိုရှေ့မှာသုံးထားတဲ့အတွက်နောက်ကဒီချရီရဲ့ question tag ဒီ positive does he ဆိုရဲ positive ကိုသုံးပါအဲ့မှာဘာဖြစ်လို့ does he သုံးတာလဲဆိုရင်ရှေ့မှာကလည်း subject က he ဖြစ်တဲ့အပြင် Ghost ကလည်း GOES Ghost သူတယောက်ထဲမှုလို့တချို့တို့ဒီ question tag ကို dash he လို့သုံးပေးရပါတယ်။အဲ့တော့ရှေ့မှာ hardly ဆိုရဲ negative အငင်းသဘောဆောင်တဲ့အတွက် နောက်က question tag ကို positive question tag သုံးပေးရခြင်းဖြစ်ပါတယ်။နောက်ထပ် example တစ်ခု they rarely eat out rarely ဆိုတာလေခရင်ဆိုတာပါပဲเนาะ။အပြင်ထွက်ပြီးတော့စားတာနေပါတယ်ပေါ့ do they သူတို့သွားလားမသွားဘူးလားမသွားကြဘူးလားသူတို့သွားကြသလား rarely ဆိုတဲ့အငင်းသဘောဆောင်ထားတဲ့အတွက်နောက်က question tag ကိုတော့တချို့တို့ဒီ positive question tag သုံးပေးရပါတယ် နောက်တစ်ခုကတော့ the subject pronoun subject pronoun subject အတွက်သုံးတဲ့နံစားတွေဥပမာအပြင်ဘယ်လိုဟာတွေလဲ i you he it ဒီလိုမျိုး pronoun တွေဟာတဲ့ are use အသုံးပြုထားပြီဆိုရင်တော့ in the question tag ဘယ်ထဲမှာလဲ question tag ထဲမှာသုံးထားမယ်တဲ့ဥပမာအပြင် sanda doesn't look well today sanda ကိုကြည့်ရတာ doesn't look ရှေ့မှာ negative ပါเนาะ doesn't look well today ဒီနေ့ sanda ကိုကြည့်ရတာ ြည့်လို့မကောင်းနေမကောင်းမှုထင်တဲ့ဓာတ်ရှိမဟုတ်ဘူးလားအဲ့တော့အရှိမဒက်ဇန်မှာနောက်မှာတော့တချို့က question တက်ကိုဒက်ရှိဆိုရဲ positive သုံးရပါတယ်ပြီးရင်တော့ဒီတစ်ခါ verb ကိုကြည့်ရမှာပါ when the verb in the statement ဖော်ပြချက်ထဲမှာ you statement ထဲမှာပါတဲ့ verb တီးတဲ့ is a verb to be verb to be ဆိုတော့ am is are was ပဲပေါ့ verb to be ဖြစ်နေပြီဆိုရင်တော့ question tag ဟာလဲ begin with that verb to be every verb to be နဲ့ပဲ question tag ကိုပြန်စပေးရမယ်ဥပမာ it is a beautiful day ဆိုတဲ့ verb to be is ကိုသုံးထားပါတယ်ဒါကြောင့်မို့ရှေ့မှာနောက်ပြီး use statement မှာ use statement ဖြစ်တဲ့အတွက်နောက်မှာကျတော့က negative question tag သုံးရမယ် negative question tag သုံးတဲ့အပြင် verb to be is နဲ့စထားတဲ့အတွက် question tag ဒီလဲ isn't it ဖြစ်ရပါမယ် နောက်တစ်ခါ when the verb in the statement takes an auxiliary auxiliary modal auxiliary verb တွေသုံးထားပြီဆိုရင်တော့တဲ့ question ထက်ခါလဲ begin with that auxiliary အဲ့ဒီ auxiliary နေပဲပြန်ဆရမှာ modal auxiliary verb တွေဆိုတာကတော့ am is are was were has have had can could shall should were would me my must ဒါတွေအကုန်လုံးကိုပြောတာပါအဲ့ဒီ modal auxiliary verb တွေကိုသုံးထားပြီဆိုရင်လဲ question ထက်ကအဲ့ဒီ verb တွေနေပဲပြန်ဆပေးရမယ်ဥပမာအဖြစ် it is rainy outside auxiliary is သုံးပါတယ်ဒါကြောင့်နောက်မှာ question တက်သည် isn't it tonton hasn't arrived yet has he tonton hasn't ဆိုတော့ has has နဲ့ hasn't ဆိုတော့ negative statement မှာဒါကြောင့်နောက်မှာကျွန်တော်က positive question တက်သုံးတယ်သုံးတဲ့အပြင်ကို has auxiliary သုံးထားတဲ့အတွက်နောက်မှာလည်း has he ဆိုတဲ့ question တက်ကိုပြန်သုံးပါတယ်နောက်တစ်ကြောင်မှာ the student will take part in the essay competition statement ကရိုရို positive statement မှာ auxiliary well သုံးပါတယ်ဒါကြောင့်နောက်မှာ negative question tag သုံးပါမယ် auxiliary well ဖြစ်တဲ့အတွက်ဒီကျတော့သူ့ကိုတော့ wouldn't they လို့သုံးပြရပါမယ် won't they ပေါ့နော်နောက်ဆုံးနောက်တစ်ခုကတော့ when the verb in the statement is main verb ကဲ verb to be လည်းမဟုတ်တော့ဘူး moral auxiliary လည်းမဟုတ်တော့ဘဲနဲ့ main verb တွေသုံးလာပြီဆိုရင်တော့ question tag ဟာကျင်းတည်တယ်ဒီကျတော့ do does did နဲ့စရရတော့မယ်အဲ့ဒီမှာမှာ present tense အတွက်ဆိုရင်တော့ do not does အဆင်ပြေတဲ့တင့်တော်ရဲဟာကိုသုံးပြရပြီးတော့ past tense အတွက်ဆိုရင်တော့ did ကိုသုံးပြရပါမယ်။ example အဖြစ် on on studies regularly ဆိုရဲ studies present မှာအောင်အောင်တယောက်ထဲမို့လို့ study မှာ es ပေါင်းထားတယ်။ဒါကြောင့်ကျွန်တော်တို့သုံးရမယ့် question tag မှာဒီ do does did ထဲက doesn't ကို သုံးလိုက်ပါမယ်။ ပြီးရင်တော့ he graduated from mandalay university didn't he graduated ဆိုရဲ past tense value သုံးထားပါတယ်ဒါကြောင့်တချို့ question တက်ကို didn't ဆိုရဲ past tense ကိုရွေးပေးထားပါတယ် some verbs တချို့ verb တွေသို့မဟုတ် expression ဖော်ပြချက်တွေမှာတော့ have different question tag အမျိုးမျိုးသော question tag တွေကိုသုံးလို့ရပါသေးတယ် example i'm stupid and i ဒါကြောင့်တော့တချို့က I am stupid I am ဆိုတော့နောက်မှာဗာပြန်သုံးလဲရှေ့ကတော့ positive statement ဆိုတော့နောက်မှာကျင်းသေးတဲ့ negative question တက်သုံးရမယ် I am ဆိုတော့ subject က I ကိုပြန်ယူမယ် MI လို့တော့မရှိရတဲ့ကျတို့က NI လို့သုံးပေးမယ်။ပြီးရင်တော့ positive imperative တွေအတွက် stop loving မရှိပါနဲ့ဒါမျိုးပေါ့။အဲ့လိုမျိုးကြတော့ကျတို့ stop loving ဆိုတော့သူ့မှာကြည့်စရာ ဗတ်လည်းမရှိဘူး auxiliary လည်းမပါဘူး subject လည်းမပါဘူးတဲ့ဒါဆိုရင်တော့ question tag ကအမျိုးမျိုးသုံးလို့ရတဲ့အထက်မှာ won't you ကိုဒီမှာသုံးပေးထားပါတယ် negative imperative ဆိုတော့အငင်းပါလာပြီ don't stop ဆိုရှေ့မှာ negative ဖြစ်တဲ့အတွက်နောက်မှာ will you ဆိုပြီးတော့သူက positive question tag ကိုသုံးပေးထားပါတယ်အကယ်၍များတဲ့ this is to that is to နဲ့စလာပြီ this is thura pants ဒါကတော့ thura ရဲ့ pen founding မှာဒါဆိုတော့သူကတော့နည်းနည်းလေးရှေ့က positive ဖြစ်တယ်ဒါကြောင့်နောက်မှာကျင်းသေးတယ် negative question တက်ကိုသုံးမယ်ဒါပေမဲ့ဒီမှာ is is ကိုကျွန်တော်တွေးရတယ်နောက်ပြီးတော့ pan ကိုပြောချင်တာဖြစ်တဲ့အတွက် it it ဆိုပြီး pan ရဲ့အစားကိုသုံးထားပြီးတော့ isn't it လို့ question tag လေးကိုသုံးပေးထားပါတယ်ပြီးရင် these to those to လာပြီဆိုရင်တော့ those are their parents parents ဆိုတော့မိဘအများပါဒါကြောင့်မို့ their parents ਆ တချို့လို they လို့ယူလိုက်မယ်ရှေ့စာကြောင့်ဒီ positive statement ဖြစ်တယ်ဒါကြောင့်နောက်စာကြောင့်ကို negative question တက်သုံးမယ်ပြီးတော့ are ပေါ့ are တွေ့တဲ့ and they လို့ချက်လို့သုံးလိုက်ပါမယ် ဒါကတော့ question tag လေးတွေနဲ့ပတ်သက်ပြီးတော့ example လေးတွေပေးထားတာပါ Number 1 A complete the following with question tags တော့အောက်ကစာကြောင်းလေးတွေကို complete ဖြည့်ပေးပါ with question tag question tag လေးတွေနဲ့ဖြည့်ပေးမယ်နော် Number 1 Zima lives in Magui doesn't she Zima Magui မှာနေတယ် doesn't she ဆိုရှေ့စာကြောင်းက statement က positive statement မှာဒါကြောင့်ကျွန်တော်တို့ negative question တက်သုံးပါတယ်သူတို့ရဲ့ response ကတော့ yes she does number 2 they don't have any children negative statement မှာဒါကြောင့် positive question question tag လေးကိုသုံးပေးလိုက်တယ် do they ဆိုပြီးတော့သူတက် response က no they don't number 3 i am crazy positive statement မှာ negative question တက်သုံးလိုက်မယ် and i response ကတော့ yes you are sometime number 4 they are such good players positive statement မှာ negative question တက်သုံးလိုက်မယ် and they response လေးကတော့ yes absolutely number 5 you wouldn't tell my secret negative statement မှာ positive question question type ကိုသုံးကြပါတယ် would you response က certainly not number 6 muya hasn't been to kalo before negative statement မှာ positive question type သုံးရအောင် has she ဆိုပြီးတော့ response ကတော့ no never number 7 please pass me the sugar positive statement မှာ negative question type သုံးပါတယ် won't you Respond here you are. Number 8. We will come with you. Positive statement Negative question that don't Won't he? Respond I hope so. Number 9. Children like sweet. Positive statement Negative question Take don't me. Don't they? Respond yes they do. Number 10. They won't mind if I take a photo. Won't mind, so negative statement Positive question that don't Will they? response ကတော့ no they won't 11 let's go for a walk positive statement မှာ negative question တက်သုံးပါမယ် shall we response ကတော့ yes that would be great number 12 she hardly speak to stranger hardly ပါပါတယ်ဒါကြောင့်မို့လို့ negative statement မှာ positive question တက်သုံးရမယ် does she response ကတော့ no she doesn't 13 these are your socks positive statement မှာ negative question တက်သုံးရအောင် and they Response yes, they are. Thank you. 14. Theory and Nila were late yesterday. Positive statement ma. Negative question that don't One day. Response yes, they are. 15. Don't be late. Negative statement ma. Positive question that don't Will you? Response no, I won't. Don't worry. 16. They and any spider in the bathroom. they at ဆိုတော့ negative statement မှာ positive question တက်သုံးလိုက်မယ် are they response လေးကတော့ no they at ပါเนาะအဲ့တော့ number 1 B ကတော့ in par အတွဲလိုက်တငယ်ချင်းနေတဲ့တူတူ predicts the question tag with their response အရှိက question test တွေနဲ့သူရဲ့ response တွေကိုတွဲပြီးတော့ practice လုပ်ခိုင်းတာပါเนาะအဲ့တော့ number 2 A လေးကိုသွားလိုက်ပါမယ်2 A ကတော့ read the situation အခြေအနေလေးတွေအောက်ကပေးထားတဲ့အခြေအနေလေးတွေကိုဖတ်ကြည့်ပြီးတော့ write a sentence with question tag question tag လုပ်ပေးပါတဲ့နော် question tag ပါသော sentence လေးတွေကိုရေးပေးပါတဲ့ in each situation တစ်ခုစီအတွက် you are asking your friends to agree with you မင်းရဲ့တငယ်ချင်းနဲ့လည်းမေးပါအောင်တဲ့ number 1 is then as an example number 1ကို example အနေနဲ့ပေးထားပါတယ် number 1 the moon is shining and the star is twinkling လာကြီးကတာနေတဲ့ကြယ်လေးတွေကတော့မိတ်တုပ်မိတ်တုပ်လေးနေပါတယ်တဲ့ what do you say အဲ့ဒါကိုကျတော့ဘာပြောချင်တယ်လဲဆိုတော့သူက bracket ထဲမှာ beautiful night နဲ့ရေးခိုင်းပါတယ်အဲ့တော့လကလည်းတာနေတယ်ကျဲလေးတွေကလည်းမိတုံမိတုံနဲ့လင်းလက်နေတယ်ဆိုတော့တာယာလပါတဲ့ညလေးလို့သူကရေးခိုင်းတာအဲ့တော့တာယာနပါတဲ့ညဟုတ်လားမဟုတ်ဘူးလားဆိုပြီးတော့ question တက်သုံးရအောင်အဲ့တော့လကလည်းတာနေတယ်ကျဲကလည်းတောက်ပါနေတယ်မိတုံမိတုံလင်းနေတယ်ဆိုတော့ကျတော့ it's a beautiful night အရင်လှတဲ့ည ညပဲ isn't it မဟုတ်ဘူးလားဆိုတော့ question တက် isn't it လေးနဲ့သုံးပေးလိုက်တယ် it is a beautiful night ဆိုပြီးတော့ it is ဆိုရဲ positive statement မို့လို့နောက်က question တက်ကို isn't it ဆိုပြီးတော့ပြန်သုံးပေးလိုက်ပါတယ် number 2 neither you nor your friend can do the same what do you say difficult neither nor ရဲ့အတိတ်ပဲဟာအငင်းဖြစ်ပါတယ်เนาะ neither you nor your friend can do the same မင်းရဲ့တငယ်ချင်းရောမင်းရော နိုင်သားဆိုတော့တယောက်မှမတွက်နိုင်ဘူးမလား what do you say ဒါကိုသူတို့ဘယ်လိုပြောကြမလဲဆိုတော့ဒီပုံစံက difficult ခက်တယ်လို့ပြောမှာပေါ့မတွက်နိုင်ဘူးဆိုတော့เนาะဒါကြောင့်မို့သူက the same နဲ့လဲစပေးထားတယ်အဲ့ the sam ပုံစံကအပေါ်မှာတပုတ်သေးပေးထားမှလို့ဒီချက်ကရိုးရိုး is ကိုတုံးလိုက်ပါတယ် the sam is difficult ဒီပုံစံကခက်တယ်အဲကျတော့ statement က positive statement ဖြစ်တယ်ဒါကြောင့် is လဲသုံးထားရဲဆိုတော့ isn't it ဆိုရဲ negative question tag ကလေးကိုယူသုံးပေးလိုက်တယ် number 3 you and your friend are in restaurant မင်းနဲ့မင်းတငယ်ချင်းနဲ့ restaurant မှာလား restaurant မှာပါ you look the food what do you say အဲဒီခေါက်တော့ကျတော့ delicious နဲ့လောက်ခိုင်းပါတယ်စပေးထားတာက the food the food ဆိုတော့ကျတော့က is ပဲ the food is delicious အဲ့တော့ right, the food is delicious ဆိုတော့ is ဆိုတော့ရှေ့က positive statement က is raw? is isn't it ဆိုတဲ့ question tagli Don't be tag လေးကိုတချို့တွေသုံးပေးလိုက်ပါတယ် number 4 you and your friend are at a clothes shop you look at the price tag of the clothes and find them expensive what do you say you and your friends are at the clothes Or ဆိုတော့တချို့ ਨੇ you and your friend မင်းနဲ့မင်းသူငယ်ချင်းဟာ clothes shop မှာပါအဝတ်ရောင်အိမ်ညောင်နဲ့ဆိုင်မှာပါ you look at the price tags of the clothes အင်ဂျီတွေရဲ့ဈေးနှုန်းချိန်ထားတာကိုကျွန်တော်လိုက်ကြည့်တယ် and find them expensive ဈေးကြီးနေတာကိုကျွန်တော်တွေ့ရတယ်ဒါဆိုကျွန်တော်ဘယ်လိုမျိုးပြောနိုင်လဲ expensive နဲ့လောက်ခိုင်းတာပါပြီးတော့ the clothes နဲ့စပေးထားတယ် clothes မှာလည်း es ပါတယ်ဆိုတော့ကျွန်တော်ဒီ r သုံးလိုက်မယ် the clothes are expensive question တက်ကြတော့ r နဲ့ဆိုတော့ and they ဆိုပြီးတော့ပြန်သုံးလိုက် number 5 You and your friends are stuck in the heavy traffic. What do you say? Heavy ne? Question tag ko byan thong ya me. traffic ne le de chero twa sa pi tha the traffic is heavy. Is so question tag ko negative question tag thong is me isn't it? Number 6. You and your friend are walking across on old wooden bridge. Some parts of the bridge are broken. What do you say? Not safe. And ye me game mu so ra le ne ချက်တို့ကိုပြန်ရေးစေချင်တာပါ the bridge နဲ့ဆက်ပေးထားတဲ့ the bridge သရားသင်းနဲ့မို့လို့ is not safe ဆိုတော့ကျွန်တော်က negative statement လုပ်ပေးရမှာဒါကြောင့် the bridge is not safe ဒါကြောင့်မို့လို့နောက်က question တက်ကို positive သုံးလိုက်မယ် is it ဆိုပြီးတော့လွှဲပါတယ်เนาะမခက်ပါ To be in Paris, a dry light clear, predicts the question text in exercise 2A. Exercise 2A မှာပါတဲ့ question text လေးတွေကိုလေ့ကျင့်ပြပါတဲ့။ပြီးတော့ with appropriate responses. Response လေးတွေပါတင့်တော်တယ်လို့သုံးပြီးတော့ လေ့ကျင့်ပေးပါအဲ့တော့ example it's beautiful night isn't it it's beautiful night အရင်တာယာလှပတဲ့ညပဲ isn't it မဟုတ်ဘူးလားအဲဆိုဒီစရုပ်ကတာယာလှပတဲ့ညလေးဖြစ်တယ်ဆိုတာကိုပြန်ပြောတဲ့အခါမှာ yes of course ဆိုရဲ response လေးကိုသုံးပေးလို့ရပါတယ်အဲ့ဒီလိုပဲဒါက number 1ကို example ပေးထားတာပါ2 3 4 5 6ကိုလည်းတငယ်ချင်းတွေနဲ့အတူတူ in paris အတွဲလိုက်ကလေး practice လုပ်ပေးရမှာပဲဖြစ်ပါတယ်เนาะ okay this is the end of the lesson 3 well thank you for watching see you